တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာသိမ့်ဖေမြင့်ရဲ့ဆရာအိုပြတနာဆိုတဲ့ဝတ္ထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်အချိန်မှာ ကျွန်ုပ်တို့ဤရန်ကုန်တက္ကသိုလ်နှွေရာသီကျောင်းပိတ်ချိန်တနေ့သောနနက်ခင်းဖြစ်လေသည် ကျွန်ုပ်သည်ပင်စင်ယူဂာနီးပြီဖြစ်သောကတိကဆရာအိုကြီးတူဖြစ်ပေ၏ကျွန်ုပ်သည်မြည်သူကားမှမပြည့်ညက်ကမိကပင် ကိုဘာသာစီကံတတ်မှတ်ပြီးចောင်းတို့9နာရီမှန်မှန်ရောက်အောင်လာလေရှိသည်ចောင်းသားတွေအတွက်ចောင်းပိတ်ပြီးဖြစ်လျက်ဆရာများအတွက်ចောင်းမပိတ်သေးသောရက်များ၌ပင်လျင်ဤအချိန်ဇာကိုစီကံကြီးစွာနှင့်စောင့်ထင်းလေရှိသည်ကျွန်ုပ်သည် နေမှចောင်းတို့ခြေချင်းလျှောက်ရခြင်းကိုလည်း နေဘူးမရှောင်မိုးရွာမရှောင်ကျင့်သုံးသောအလေလှူထားပေသည်ကျွန်ုပ်ဤကျမ်းမာရေးအခြေအနေကောင်းသည်မှာဤအလေတကြောင်ဖြစ်သည်လူငယ်ဆရာတွေက Mossfish Bellox Beta စသောကားကလေးများနှင့်ဝဲနိုင်အောင်လက်ကထဲမှတော့၎င်းစောင်းမေးပွဲဖြီလွာဖြတ်ခထဲမှတော့၎င်းအပတ်တကုတ်စူးစား၍ငွေစုဝယ်နေကြခြင်းတွင်ကျွန်ုပ်မှာပင်စင်ယူလျင် ကိုဝင်းကိုချမ်းကိုအင်္ဂလိပ်နှင့်နေနိုင်အောင်စုဆောင်းနိုင်မည်သည် ပင်စင်ယူပြီးလျင်ခြံမြေထဲမှာတစ်ပင်ဆိုင်ရင်းယုခဗေဒသူတေသနာလုပ်ရန်စိတ်ကူးထားပေသည်ယုခဗေဒသည် ကျွန်ုပ်တင် जा ပြသရသောဘာသာရကားမဟုတ်ပါဝါသနာလျောက်လေလာနေသော အပျော်လုပ်ငန်းတစ်ခုသာဖြစ်လေသည်ကျွန်ုပ်သည် တက္ကသိုလ်ရိပ်သာလမ်းမကြီးကိုဖြတ်ပြီးအင်းရလန်းထဲသို့ဝင်လာလေသည် ဝင်လာမိသည့်နှစ်တပြိုင်နက်အင်းရလန်းတွင်နေထိုင်ကြသောဘူမိဝေဒပါမောက္ခဒေါက်တာတာလှ မြန်မာသားပါမောက်ခဦးဝေးမောင်ယူပဗေဒပါမောက်ခဒေါက်တာမောင်ခပြည်တကတ်တိုင်မူဦးသိန်းဟန်ဇော်ကြီး မော်ကွန်းထိန်အရာရှိဥယူခင်းနှင့်ဘာသာပြန် ထုတ်လို့ရေးဥဝန်မင်းသူဝင်တို့သည်အားလုံးပင်ကျွန်ုပ်ထက်ငယ်သူများဖြစ်ကြောင်းဗျုံငနေသတိရသွားလေသည်ကျွန်ုပ်ကူးဖြတ်ခဲ့ရသောတက္ကသိုလ်ရိပ်သာလမ်းမကြီးနှင့် ပကံလမ်းမှာခြားနားလှသည် ပကံလမ်းထဲဝင်လိုက်သည့်နှစ်တပြိုင်နက် ငိမ့်သက်အေဂျန်ချင်းအရာသားကိုထူးထူးခြားခြားခန်းစားလိုက်ရ၏။နဂါဘတ်စကားနှင့် private ကားသံများသည်ပျောက်ွယ်သွား၏။ပူချိန်ကောင်းစာတောက်ပဝင်းထိန်သောနေကြီးများမှကင်းလွတ်ခဲ့ပြီးပကံလမ်းမော်သို့ဖြားဆင်းနေသောတစ်ပင်ရိပ်ကြီးများအောက်သို့အေးကနေဝင်ရောက်လာခဲ့လေသည်။လမ်းဤခိုးဘက်ဒီဘက်မှ ထင်းယူပင်ကြီးများသည်ကျွန်ုပ်အားထီမိုးပေးနေကြရသည်နှင့် တူ၏။ခြံစည်းရိုးများပေါ်မှ ကော်ထွက်နေကြသော တရုတ်စကားအကိုင်းခံများသည်ငွေပြူစကားပန်းရိပ်များဖြင့်ကျွန်ုပ်အားလက်ဝေရန်ကနှုတ်ဆက်နေကြသည်နှင့်တူပေ၏ကျွန်ုပ်သည် အစပထမ၌ထင်းယူပင်ကြီးများကိုရုခဗေဒအမြင်ဖြင့်လေ့လာကြည့်မိ၏မျိုးစေကိုလျှို့ဝှက်တူလောင်သောအပင်မျိုးနှင့် မျိုးစေကို တမင်ဖော်ပြသောအပင်နှမျိုးရှိရာထင်းယူပင်မှာဒုတိယမျိုးဖြစ်ကြောင်းနှင့်ရန်ကုန်သည် ထင်းယူပင်၏မူလပောက်ဖွားရာအရက်မဟုတ်ကြောင်းတတိယနေလေသည် တရုတ်စကားပင်ဤမျိုးစုမျိုးွယ်မျိုးဆက်စသော ရုက္ခဝိရဇာကို သူအခေါ်ဝေါ်နှစ်တကွာမှတ်မိအောင်လေ့လာကြည့်သည်ကျွန်ုပ်မှာလူငယ်များလိုမှတ်ဉာဏ်မကောင်းတော့ကြီးထိုးထွေးဉာဏ်တီထွေးဉာဏ်တို့ကပုံမူထက်မြက်လာသည်ဟုထင်ပါသည် အချို့ငုပေများသည်ပကံလန်းပေါ်၌ရွှေဝါပန်းကုံးများကိုတွဲချထားကြပြီး အချို့ငုပေများကမူနီလာပန်းကုံးများတွဲချထားကြ၏ ကျွန်ုပ်ဒီငုရွှေဝါငုနီလာတို့ကိုကယုခဗေဒအမြင်ဖြင့်ကြည်၍မရတော့ပါ အလှကြည်သာကြည်မိပါတော့ဤစိမ့်မန်းမင်းများဒီလဲပင်လုံးကျွတ်ပွင့်ကုန်ကြလိမ့်ပြီနီရဲဝင်းထိန်သောဗရမ ्या ပန်းများပေတီကျွန်ုပ်ဒီຫນွေဥပန်းများဤအလှတွင် ကြည်နူးနေရမှအတန်ကြာတော့ရင်မူးသွားလိမ့်ပြီစကားပန်းငွေပြူငုရွှေဝါငုနီလာနှင့်စိမ့်ပန်းဗရမ ्या တို့သည် ကျွန်ုပ်မနောအကြည်ဓာတ်တွင်ရောင်စုံရိုက်ခတ်ပြီးတဖြက်ဖြက်နေကြလေပြီပကံလန်းသည် အခါတိုင်းလိုပင်ရင်သွားလာနေသည်ယနေ့မူလူသူလေးပါးပင် အသွားလာမရှိထို့ကြောင့်တိတ်ဆိတ်ငြိမ်သက်လှပေ၏ထိုအခါမြောက်ဖက်မှမျက်နာတူယူစော်သွင်းလာသော လေညင်းသည်ကျွန်ုပ်ဤရင်ငွေတွင်တိုးဝေကစားပြီးကျွန်ုပ်ဤပါဇက်များကိုနမ်းရှုပ်လိုက်လေသည်လက်ဆက်ထုံသင်းလာသော လေညင်းမေသည် ထိုအချိန်တွင် ပကံတလန်းကိုကျွန်တော်တဦးတည်းပိုင်နေသည်ဟု ကျွန်ုပ်ထင်မှတ်လိုက်ပေ၏ကျွန်ုပ်မှာပင်စင်ယူရကန်ဤဆရာအိုကြီးဖြစ်သည်ဖြင့်တခါတခါဒူးစင်များကြိုက်ခဲတတ်သည်တို့ရာတွင် ကျွန်ုပ်ခြေလမ်းများမှာခက်မှန်မှန်ပင်ဖြစ်၏ထိုင်နေသောခါမှာအနေငယ်ပင်ကိုင်းနေပါပြီတို့ရာတွင် ကျွန်ုပ်သည်ခက်မှန်မှန်လမ်းလျှောက်နိုင်မှသည်သည် ကျွန်ုပ်၏သပင်များမှာဖြူကုန်ပါပြီ။ တို့ရာတွင်တည်သက်စွာဖိထားပါ၏မျက်လုံးများမှာအနီးကြီးအတွက်ခက်မွဲမွဲဖြစ်သည်ဖြင့်မျက်မှန်စောင့်နှားရ၏အဝေးကြီးအတွက်ကမျက်မှန်မလိုပါ ပကံလန်းသည်လန်းတိုကလေးဖြစ်ပြီးဟိုဘက်ထိပ်မှဒီဘက်ထိပ်ထောက်ရှောင်မြင်နိုင်သည်ကျွန်ုပ်သည် စကားငွေဖြူငုရွှေဝါငုနီလာနှင့်စိမ်ပန်းဗရမများတို့တွင် ပြန်ဝဲကာအလှဝီကြီးများတောက်သုံးနေသော မျက်လုံးများကိုရှေ့လှမ်းပြီးတဲ့တဲ့လွတ်လိုက်လေသည် လမ်းတစ်လျှောက်လုံးငွေဖြူရောင်ရွှေဝါရောင် နီလာရောင်နှင့်ဗရမားရောင်များကွန့်မြူရှက်တန်းနေသည်ကျွန်ုပ်သည်ပကံလမ်းတစ်ခုလုံးကိုကျွန်ုပ်တို့ဦးရဲပိုင်သည်ဟုထင်မှတ်ခဲ့၏ယခုတော့ကျွန်ုပ်တို့ဦးရဲပိုင်သည်မဟုတ်ကြောင်းတွေ့ရသဖြင့်ဝင်းတိုချင်းဖြင့်စိတ်နှောက်ရှက်ဖြစ်မိလေသည်ပကံလမ်းကိုကျွန်ုပ်နှင့်ပူးတွဲ၍ပိုင်သူမှာမိမ့်မပြိုလေးတူဖြစ်နေ၏ရုတ်တရက်သောစိတ်အနှောက်အယှက်ဖြစ်သွားတော့လေ ရှေ့ကသွားနေသူမိမပြူအားနောက်မှခြေလေးငါလန်းလိုက်ရင်စူးစမ်းကြည့်မိသောအခါစိတ်ဝင်စားသွားလေသည်။သူမှလမ်းလျှောက်သွားပုံမှာကြည့်၍ကောင်းလာသည်။ဖြက်ဖြက်လက်လက်လျှောက်သွားတော်လဲကြော့ရှင်းယဉ်ကျေးမှုမပြတ်စေခြင်းငါထူးခြားလာ၏။ဤမိမပြူသည်ဘဲကလာသည်နီ။ဆရာမကလေးလောကျောင်းသူလောကျွန်ုပ်တို့လောတို့လောတွေးကနေသည်။ မိမပြိုသည်အောက်သူလောအညာသူလော ရခိုင်လောရှမ်းလော တဝဲသူလောဘိတ်သူလောတို့ကလို့တွေးတော်ကြည့်နေရမှ မနုဿဗေဒခေါ်အင်ဒရိုပိုလော်ဂျီအတိုင်းထွာစံချိန်များနှင့်တိုင်းထွာကြည့်လိုစိတ်များပေါ်လာလေသည်အင်ဒရိုပိုလော်ဂျီအမျိုးအစားဇာတ်များတွင်တွင်းကြည့်လျင်ဘလို့နေပါလိမ့်မည်ဟုစဉ်းစားရန်စမိသည်တို့ရာတွင် ထို့သို့စဉ်းစား၍မရပါ ငုရွှေဝါငုနီလာတို့အားယုခဗေဒအမြင်ဖြင့်စင်ငင်မရခဲ့သည့်အတိုင်းပင်ဖြစ်ပါသည်ရှင်းနေသောလမ်းပေါ်တွင် ထိုမိမပြိုအားမြင်လိုက်ရသည်မှာပွင့်ကြအာဃာသကြာပန်းကြီးစိုက်ထိုးထားသောပန်းအိုးကို ထီထီကြီးမြင်လိုက်ရသည်နှင့်တူနေ၏သူမ၏အရက်အမောင်းမှာနှဲ့နှဲ့နှောင်းနှောင်းဖြစ်၏တို့ရာတွင် ကိုလုံးကိုယ်တွေကတောင့်တင်းကြစ်လက်တီပင်ဖြစ်၏ကျွန်ုပ်သည်ကြောင်းစရာဖြစ်ယုံမက အသက်ရွယ်လဲကြီးပေပြီ တို့ရာတွင်မိမပြို့ဤဤဆက်ဖောင်းကြွားသော တင်သားနှင့်သေးတွယ်ဝိုင်းကျစ်သောခါတို့ပေါ်တွင် မျက်စီမကစားဘဲမနေနိုင်ပါရှေ့ကသာစီးပြီးကြည်ရလျင် ထင်ရှားစွာဖောင်းမှုနေသော သူမဤရင်သားများကိုမြင်ရလိမ့်မည်ဟုစိတ်ဆန္ဒမဖြစ်ဘဲလဲမနေနိုင်ပါမေတ္တကသူတို့မဟုတ်မေဗမာတို့များ ထမိန်ဝတ်ထားခြင်းဖြစ်လေသလော ခက်မှန်မှန်လှမ်းနေသောကျွန်ုပ်၏ခြေလှမ်းများသည်ခက်မြန်မြန်ဖြစ်လာလေ၏နောက်ကနေပြီးအကဲခတ်ရခြင်းဖြင့်ထိုမိမ့်မပြိုသည့်အသက်20ကျော်လောက်တွင် ရှိမည်ဟုခန့်မှန်းရလေသည်ကျွန်ုပ်နှင့်အသက်30ကျော်ကွာရပေမည်ကျွန်ုပ်သည် ထိုခဏ၌သူမနှင့်ကျွန်ုပ်အသက်ကွာခြားခြင်းကိုမေ့စာပြုလေပြီမိမ့်မပြိုသည့်ဘဲသို့သောပန်းကိုပန်းသည်ဘဲသို့သောစင်ရင်ထုံးဖွဲ့နီးများကိုတုံးသည်ဘဲရောင်ဘဲပုံရှိသောအင်းကြီးနှင့် ဘယ်အစဉ်သွေးရှိသော ထမိန်တို့ကို ဝစ်စင်သည်စသဖြင့်ကျွန်ုပ်စာမဖွဲ့တတ်ပါခိသိမ့်မမိသောအဖိုးကြီးဖြစ်သည်ဖြင့်စင်ရင်ထုံးဖွဲ့မှု၌လည်းအသေးစိတ်စိတ်မဝင်စားပါတို့ရာတွင် ကျွန်ုပ်တခုတော့ပြောခြင်းသည်သူမ၏အစဉ်ယူပကာနှင့်သူမ၏စင်ရင်ထုံးဖွဲ့မှုတို့သည်စကားငွေဖြူငုရွှေဝါငုနီလာစိန်ပန်းဗရမများတို့နေကအပြန်အလှန်အယောင်ဟက်၍များစွာပနံရနေပေသည် မြောက်ဖက်မှစော်သွင်းလာသော လေညင်းသည် ကျွန်ုပ်၏ရင်ငွေမှာဝှေ့ကစားသည်လို့မိမပြို၏ရင်ငွေမှာလည်းဝှေ့ကစားခဲ့ပေလိမ့်မည်။လေညင်းသည်ကျွန်ုပ်၏ပါးကိုနမ်းရှိုက်သည်လို့သူမ၏ပါးကိုလည်းနမ်းရှုပ်ခဲ့ပေလိမ့်မည်။ရင်းသူစင်ញင်မိသည်နှင့်တပြိုင်နက်ကျွန်ုပ်၏ကိုယ်စိတ်နှစ်ပါးသည် လေကဲ့သို့ပေါ်ပါသွားလေသည်။ထိုင်နေလျင် ခက်ကိုင်းကိုင်းဖြစ်နေတတ်သောအခါရှောက်လျင်မတ်မတ်ထားပြီးရှောက်ရသောအခါ ကျွန်ုပ်ဤထိုခါသည်စည်ရေးပြနေသောခါကဲ့သို့မှတ်သွားသည်ကျွန်ုပ်ဤသပင်ဖြူတို့သည်မဲနံလာကုန်၏ကျွန်ုပ်ဤမွဲမွဲချောက်ချောက်မျက်လုံးတို့သည်ကြည်လင်ထွန်းတောက်လာကုန်၏ကျွန်ုပ်သည်ဆရာအိုကြီးမဟုတ်တော့ဘဲကျောင်းသားကလေးဖြစ်သွားတော်၏ကျွန်ုပ်ကမြ мян ရှောက်ပြီးလိုက်တော်လဲသူမသည်မှန်မှန်သာရှောက်၏တဖက်တစ်ချက်နှိမ်တုံမြင့်တုံဖြစ်နေသော သူမ၏တင်သားများမှာသကောဝိုင်းသလိုလဲနေပြီယား ကြည်မင်းကြီးအောင်ဖြစ်၏ကျွန်ုပ်မှာအထွေထုလို့ရန်စိတ်ကူးမပေါက်တော့လေသူမဤတင်သားများကိုလက်ဖွားဖြင့်အသာအရာပုတ်ပုတ်ဆန်းလိုက်ခြင်းသည့်စိတ်ကားပေါက်လာပါသည်ပါလွာသောအင်ကြီးနှင့်တင်းငယ်သောဇာဘော်လီကျိုးများကြားမှထွင်းဖောက်ပေါ်လာသောဝါဝင်းသည့်ကြောပြင်မှ ရွှေတလင်းပြင်နှင့်တူလေ၏ကျွန်ုပ်သည် သူမအားမှီလာပြီးဘေးတိုင်လျှောက်နေလေပြီကျွန်ုပ်သည်သူမဘက်သို့ငှဲ့ကြည့်လိုက်သောအခါ ူမသည်တစ်ချက်လောက်သာကျွန်ုပ်ဘက်သို့လှမ်းကြည့်လိုက်ပြီးရုပ်ချီးပင်မျက်လွာချသွားလေသည် သူမ၏ခြေလမ်းများသည်ကမတုံမာနောက်တစ်ကြိမ်လဲထပ်မကြည့်ပါကျွန်ုပ်ကသာ သူမအားထက်ထက်ကြည့်နေသည်သူမသည် မျက်တောင်ကော့ကော့နှာရန်ပေါ်ပေါ်နှင့်ဖြစ်သည်ဘေးတိုင်မြင်လိုက်ရသော ရှင်သားမှာတင့်ထွားထင်ရှားလှပေသည်ကျွန်ုပ်သည် သူမအားဘေးတိုင်ကြည့်ရယုံဖြင့်အားမရရှေ့ကနေပြီးကြည့်ခြင်းမြင်းခြင်းမြက်လေသည် ကျွန်ုပ်သည်ခက်သွက်သွက်ကြော်တက်လျှောက်သွား၏ပေတရားလောက်ရှေ့ကလျှောက်သွားမိသောအခါလမ်းဘေးသို့ကတ်လိုက်၏ခြံစည်းရိုးမှ တိုးထွက်နေသောကြက်သွေးရောင်ပန်းဆက်ကူဂိုင်းများကိုဆွဲချိုးမိခဲ့သူဟန်ဆောင်နေလေသည် ကျွန်ုပ်သည်ပန်းမှာစိတ်ဝင်စားသည် မဟုတ်ပါ မိမပြိုပေါ်မှာသာစိတ်ဝင်စားနေပါသည်သူမမလှပပြုံးချိုသော မျက်နှာရှိ၏။ညည်းသောနှကန်းကလေးများမှပကြီးစရာဆေးဖြင့်ရေးပြီ ကျွန်ုပ်ဤမျက်လုံးများသည်သူမဤနှကမ်းများပေါ်တွင် ကြာရှည်မနေပါ။ဖောင်းကြွပြေဖြိုးသောရင်သားများနှင့်တွယ်တန်းဤဆက်သောပေါင်လုံးများစီတို့သာ ဆင်းသွားကြကုန်၏။ကျွန်ုပ်အိန္ဒြေမဲ့စွာကြည်နေတော်လဲမင်းမပြိုသည် ရှိုးရှုရှန့်တန့်လုံးဝမဖြစ်ပါ။ကျွန်ုပ်ကတတ်မှတ်ခြင်းဖြင့်စူးစိုက်၍ကြည်နေသည်ကိုပင်တတိမူမိရှာပုံမပေါ်ပါ။မျက်လွာချ၍ရှေ့သို့ရှောက်နေသည်။ရွှေဘေးလိုမရသောအိန္ဒြေမျိုးပင်သည်။ မိမပြိုကကျွန်ုပ်ရှိသူရောက်သွားပြန်လီပြီကျွန်ုပ်သည်ဆွဲထားသောပန်းစကူကိုင်းကြီးကိုလွှတ်လိုက်ပြီးပန်းမွင်ချူကြွေကျသွားလေ၏ကြွေကျသောပန်းမွင်အနေငယ်ကို ကောက်ယူကာသူမနောက်သို့ကောက်ကောက်ပါအောင်လိုက်ပြန်လေသည်တစ်ဖက်တစ်ချက်တွင် မြင့်တုံနှိမ့်တုံဖြစ်ကာစကောဝိုင်းနေသော တင်သားများကိုလက်ဝါးဖြင့်အသားအရာပုတ်ပေါ်ဆန်းလိုသောစိတ်ပေါ်လာပြန်ပါပြီရွှေတလင်းမြင်နှင့်တူသော သူမ၏ကြောပြင်ပေါ်တွင် ကျွန်ုပ်ဤပါးကိုကတ်ထားလိုသည်ဒီမျှမကသည်ဒီတဲ့ပိုကဲ၍သူမဤသေးသွဲจิตလစ်သောခါကိုဖတ်၍ညှစ်လိုက်ဖြစ်လိုက်ခြင်းတော့သည်သူမသည်เจ้าသူဖြစ်၏ကျွန်ုပ်ကเจ้าသားဖြစ်၏ကျွန်ုပ်ကသူမဤသေးသွဲလုံးจิตသောခါကိုဖတ်လျက်သူမကမူကျွန်ုပ်ဤဘဲဘက်လက်မောင်းအုံကြီးပေါ်တွင်ခေါင်းမီလျက်နှစ်ယောက်သားညူကတာကယူရကပိုက်ထွေးကဖြင့်လျှောက်သွားနေကြသည် သူမမအသက်20ကျော်ကျော်ရင့်ကျက်သောမိမပြိုလီကျွန်ုပ်မကအသက်အစိတ်ကျော်ရင့်ကျက်သော လူပြိုကလေးရွှေချောင်းထဲကမြရည်ရင်မှာဗရမားလီကိုစီးပြီးငွေရွက်လွှင့်နေကြလေသည်သို့သောပကံလန်းထိတ်သခိုင်းလန်းပေါ်သို့ရောက်ခံနီးသောအခါရွှေချောင်းမှဆုံးသွားပြီးမြရည်ရင်မှာရက်ဆဲသွားလေသည်ဗရမယားလေသည်ပောက်ကွဲပြီးငွေရွက်သည်လဲကျသွားလေသည်ပကံလန်းထိတ်သခိုင်းလန်းပေါ်တွင် လူငယ်တဦးသည်အရှိမအနောက်သို့ရှောက်သွားလေသည်မိမပြိုသည် ထိုလူငယ်အားမြင်လိုက်သောအခါဟလိုဟုအော်ကားနှုတ်ဆက်လိုက်လေသည်လူငယ်သည်သူမအားပြုံးရွှင်စွာဖြင့်ဟလိုဟုတုံ့ပြန်လိုက်သည်လောင်အိမ်တစ်ခုစီမှ လောင်ထားရာမှလွတ်လိုက်သောဟင်းသာမောင်နှံလိုမြူးသွားကြပြီးတဦးထံတဦးချင်းကပ်သွားကြလေသည်ကျွန်ုပ်ရှိမှရှောက်သွားနေသောမိမပြိုတွင်ရွှေပေးလို့မရသောအိမ်တွေသည် မရှိတော့ပါ ကျွန်ုပ်နှင့်စိတ်ကူးရင်အိမ်မက်သေးတွင်ဖက်ခါမိကယူရရကလျှောက်သွားနေသောမိမပြိုသည်တကယ်အဖြစ်မှာတော့ထိုလူငယ်နှင့်ဖက်ခါမိကယူကရကလျှောက်သွားကြတော့မည်ခု ထင်ရပါလေသည်ကျွန်ုပ်က ပထမသောနှမျောဝမ်းနေသည်လို့ဖြစ်မိ၏နောက်ခဏ၌ကမိမပြိုနှင့်လူငယ်တို့သည်ရွယ်တူရွယ်တန်ကြောင်းသူကြောင်းသားကလေးများဖြစ်ကြောင်းတရိယာလာလေသည်ကျွန်ုပ်ဤမတ်မတ်ထအပ်သောခါသည် ကိုင်းသွားလေသည် တန်တန်နှင့်မြန်မြန်လျှောက်လာနေသောခြေထောက်များသည်ချိနေပြီးလေးကွေးသည်ပြိနေအောင်ဖိထားသောသပင်များသည် ပွားထလာကဖြူစွတ်ချင်းကို တကွန်လွင့်ပြနေကြသည်နှင့် တူ၏တငယ်နှင့်မိမပြိုတို့သည်တဦးစီတဦးမြို့တူခုံပေါက်၍မြန်မြန်လျှောက်သွားပြီးနောက်နီးကပ်နေမှအချိန်တက်လိုက်ကြသည်တဦးနှင့်တဦးကိုထိလက်ရောက်ဖျံညင်းကြိုက်တွယ်ခြင်းမရှိတို့ရာတွင်သူတို့၏အပြုံးနှင့်မျက်လုံးများကား ဖက်ရန်နန်းရှုပ်နေကြပေသည်လူငယ်ကကျွန်ုပ်ထံသို့လှမ်း၍ good morning ဆရာဟုယင်းဤခင်မင်စွာနှုတ်ဆက်သည်ပြီးတော့ဆရာဒီနေ့နည်းနည်းနောက်ကြတယ်ဆရာဟု ပြောသေး၏ကျွန်ုပ်၏မျက်စီများသည်မွဲချောက်သွားကြဟန်တူ၏လူငယ်ဤမျက်နာကိုကြည့်သည် သူကကျွန်ုပ်ဤတပည့်ဖြစ်ကြောင်းကိုသိပါ၏တို့ရာတွင်ဘယ်သူဘယ်ဝါဖြစ်သည်ဟုနာမည်အမိနာမနှင့်တကွာတတ်အံ့မတတိမရတော့ကြည် ကျွန်ုပ်ဒီတပည့်အားရှက်ပြုံးနေကြည်ပြီးအေးနဲ့နဲ့နောက်ကျသွားတယ်ပန်းကလေးတွေကောက်နေရလို့ဟုပြောစရာမရှိပြောလိုက်သည် မဖူလုံသောအကြောင်းပြချက်ဖြစ်၏ကျွန်ုပ်ဤအတွင်းဖောက်ပြန်မှုကိုတပည့်များမိသွားသဖြင့်ကျွန်ုပ်မှာအခြေပြက်နေပါပြီရှက်စိတ်ဖြင့်ပူထူနေသည်မိမပြုံးနှင့်ကျွန်ုပ်ဤတပည့်တို့သည်တယောက်ကိုတယောက်ပြုံးကြည့်ရင်းရှေ့မတိုးနောက်မဆုတ်ရက်နေကြ၏သူတို့သည်ကျွန်ုပ်ဤစိတ်ဖောက်ပြန်မုံကိုတီးပြီး ကျွန်ုပ်အားလှောင်ပြောင်သောအားဖြင့်ပြုံးနေခြင်းဟောက်ဟံမတူပါသူတို့ချင်းချင်းတွေ့ကြရ၍ဝမ်းသာလုံးစုက ပြုံးယုံသာပြုံးပြီးကြည်နေကြဟန်တူပါသည်ကျွန်ုပ်သည်သူတို့အားကြော်ပြီးခက်မြန်မြန်လျှောက်လာခဲ့သည်ပန်းမွင်လေဘာလို့ဖို့ကောက်လာသလဲဆရာဟုတပည့်ကျော်ကထက်ဆင့်မေးပြန်လျင်ကြံဖန်ပြောနေရအောင်မည်ယူပဗေဒနီးယာပန်းမွင်ရောင်ပေါ်အလင်းကြီးရဲ့ရိုက်ပုံကိုလေလာလူ၍ဟုပြောမလားယုခဗေဒနီးယာ ပန်းဝင်ကိုကြည့်၍မျိုးဆက်ပြန်ပွားပုံကိုလေ့လာရန် ဖြစ်သည်ဟုပြောမိလော တခုခုကြံဖန်ပြောနေရပေလိမ့်မည်မိမပြိုကိုရှေ့ကစီးကြည့်ခြင်း၍ပန်းခူးခြင်းအောင်ဆောင်ရွက်ရသည့်အဖြစ်ကိုကျွန်ုပ်ကြံဖန်ဖုံးဖိမနေခြင်းတော့ပါကျွန်ုပ်သည် ရှေ့သို့သာတွင်တွင်လျှောက်သွား၏တပည့်ကျော်ကတော့ကျွန်ုပ်သည်ကြောင်းနောက်ကျသဖြင့်မြန်မြန်လျှောက်ခဲ့သည့်အကြောင်းရင်းမှာကမိမပြိုနှင့်ကျွန်ုပ်နှစ်ယောက်ပူးတွဲကပကံလန်းကိုပိုင်လိုက်ရသည့်တခဏ၌ စိတ်ဖောက်ပြန်မိခြင်းသာဖြစ်ပါသည်ကျွန်ုပ်၏အခန်းထဲရောက်ပြီး ကလထိုင်ပေါ်ထိုင်မိသောအခါဒူးတွေကိုက်နေသည်ကိုတရိယာမိလေသည်90ကြော်ကလေးကဒူးဒုက္ခပေးလာခဲ့သည်ဒီတော့အိုချင်းတရားကို ပို့ပြီးစဉ်းစားမိသည်ဒုက္ကလိုအိုပါလျက်ပကံလန်းပေါ်မှာမိမ့်မပြိုကလေးတွေ့သောအခါနှုပြိုစိတ်တွေဝင်ပြီးတက်ကြွလာတာဘာကြောင့်လဲဟုစဉ်းစားမိနေပြန်၏ကျွန်ုပ်တီးတဲ့ချွေရင်းချက်ဖြစ်လေသလော ပုထုဇဉ်သောဥမာတကောတွင်မှလူတဘာဝဖြစ်လေသလောတို့ဒီမဟောပကံလန်းဤစကားငွေဖြူငုရွှေဝါငုနီလာနှင့်ပရမ ्या ရောင်ဆောင်ရှက်တန်းသောຫນွေဥအလှနှင့်မိမပြိုးဤနုပြိုးလန်းဆက်သောအလှတို့ကပင် ကျွန်ုပ်အားသွေးသည့်သားသည့်အားသည့်လောင်းပေပြီနုပြိုးသောစိတ်ကူးတွင်ရင်မူပျော်မြူးစေသလော ကျွန်ုပ်ကမပြေတတ်အောင်ရှိနေပါသည် အိမ်မတလာနီးပါးထွက်ခွာကဥပုပ်ဆောင်နေသောအိမ်ကဟာမာကြီးပြန်လာလျင်ဒီအကြောင်းမေးကြည့်ရကောင်းလေမည်လားအိမ်ကဟာမာကြီးကတော့ခလေးကလာစကားတွေမပြောစမ်းပါနဲ့ဟုပြောကစီးပိတ်လိမ့်မည်လားမဆိုနိုင်ပါကျွန်ုပ်မှာတော့ပြက်တနာဖြစ်နေပါတည်း